ခွာတော့ဟို1939မှာမွေးခဲ့တာဆိုတော့အခုဆို89နှစ်ရှိပြီဟုတ်ကျောင်းပါဟုတ်ကဲ့ကျမ်းပါတယ်ပြီးရင်အဖွားစီကကျတော့သူ့ပညာတွေကကျတော့သူ့လက်ရည်ကတကယ်အနုစိတ်ရာဒီတေးအရန်ကြတယ်အဲ့ဒါကြီးကျွန်တော်တို့အများကြီးလေ့လာခဲ့ရတယ်တွေ့တဲ့တွေ့ရတယ်လက်တွေ့နဲ့တွေ့ရတယ်အဲ့လိုခါမှာ ငင်းငင်းနေနေနောက်ပြီးတော့ခါကျဒါလုံးနေနေခါကျဆိုဘုရားသာလေးလာကြောက်နေအဲ့လိုဘုရားသာလေးကြောက်ဖြစ်တယ်အဲ့ဒါတော့စိတ်နဲ့ငြိမ်းတယ်အဲ့တော့မပီတာတဲ့တမီးတွေကလည်းပံ့ပိုးတွေအများကြီးပံ့ပိုးပါတယ်အဲ့တော့ဒါလေးကလုံးဝကအကျိုးဖြစ်တယ် ရဟိုလေကုသနေ၄ခုနှစ်ဆိုဒီအရေဗျာမှာ Northern Area Armed Forces Hospital မြောက်ပိုင်းနော်အဲ့ဒီအချိန်တုန်းကကျွန်မတူနာပြည် Nursing Supervisor အဖြစ် Northern Area Armed Forces Hospital အဲ့ဒီဆေးမှာကျွန်မတာဝန်ထမ်းဆောင်အဲ့လိုထမ်းဆောင်တဲ့အချိန်မှာတနေ့တော့ကျွန်မသူ့ရဲ့ Ramadan ကာလမှာကျွန်မဒီဟိုလေပေါ်လေသူ့ရဲ့မိအိမ်လေးနဲ့မိမိဘုံလေးနဲ့ ပုံလေးကိုဒီမှာဝတ်ထဲမှာလှုပ်ပေးလိုက်လှုပ်ပေးတော့သူကတိတ်ပြီးသဘောကျသွားသဘောကျသွားတော့ဒါကလေဝါဒနာပါလာပါလေလို့ဆိုတဲ့ခါကျတော့အဲ့ဒီခါကျတော့မိတ်ဆွေတရားကိုပြန်ပြီးဒီပကြီးနဲ့ဒီလိုဟာမျိုးပတ်သက်ပြီးကိုယ်ကြီးပညာကိုကျမကသူကအဲ့ဒီမှာဘယ်ဖြစ် introduce တော့ရအဲ့ဒါနဲ့ကျမပထမဆုံးတွေ့တဲ့ကတ်ကတော့ဘာလဲဆိုလို့ရှိရင်ဟိုလေအဲပေါ်စင်တီယာနဲ့ဒီဒီဟို Holy Flower ပေါ်စင်တီယာ အဲ့ဘုရားသခင်ပွင့်တော့ကဒီကလေးလေးတယောက်ကနေပြီးတော့ဘုရားကိုလက်ဆောင်ပေးခြင်းရဲ့ဆိုပြီးသူကဒူးထောက်ကိုဆူတောင်းလိုက်တဲ့အချိန်မှာသူထလိုက်တဲ့အချိန်မှာပန်းမွေလေးပြန်ပွင့်အဲ့ဒီအပညာလေးတကယ်တော့ဒီအခုတွေ့ကျွန်တော်အနည်းငယ်ပင်လေးပေါ့လေအဲ့ဒီပန်းမွေလေးပေါက်တယ်ပြောကြမှာတို့ဒါ Holy Flower အဆင်ပြေလို့ပါလေအဲ့ဒါနဲ့မှပတ်သက်ရင်ဒီမှာတဲ့အဲ Holy Flower ကတော့လောက်ပါဆိုတော့အဲ့ဒါကြောင့်စပြီးတော့ ထောက်ကွင်းကိုသင်းနေဒီကနေ့ကစားပြီးတော့ဒီမှာဒီပညာနဲ့ဝင်လာတာပေါ့ဒီလေးလာအခွားတော့ဟို1939မှာမွေးခဲ့တာဆိုတော့အခုဆို80နဲ့89နှစ်ရှိပြီဟုတ်ကျမနော်ဟုတ်ကဲ့ကျမရပြီးအဖွားစီကကြတော့သူ့ပညာတွေကကြတော့သူ့လက်ရည်ရကတကယ်အနုစိတ်ပါဒီတေးအရန်ကြတယ်အဲ့ဒါကြီးကကျွန်တော်တို့အများကြီးလေ့လာခဲ့ရတယ်အဖွားစီကပညာအမွေလည်းအများကြီးရတယ်သူလုပ်တဲ့ပန်းပွင့်တွေဆိုပြလုံးဝညီညာပြီးတော့လှနေတာပေါ့နော်အဲ့ အဲ့အဲ့ပညာရေးဆိုဖားစီအများကြီးရပါတယ်ดาวผ่านได้ไอ้คันจะแล้วสึกก็คนปนอจุสังหารแล้วเล็กก็ไอ้ตะคันอกุมุป้องสึกตัวแล้วนะตุ้ยได้ตุ้ยได้เล็ดตุ้ยได้ดูอ่ะไอ้ดูคํามา ်ငြိမ်ရဲ့ငြိမ်နဲ့နောက်ပြီးတော့တစ်ခါကျဒါလုံးနေတဲ့အခါကျရင်ဘုရားသာလေးပါကြောက်နေပဲအဲ့လိုဘုရားသာလေးကြောက်ဖြစ်တယ်အဲ့ဒါတော့စိတ်ထဲငြိမ်တယ်အဲ့တော့နဗိသားတွေတမီးတွေကပံ့ပိုးတယ်အများကြီးပံ့ပိုးပါတယ်အဲ့တော့ဒါလေးကလောကအကျိုးဖြစ်တယ်နော်သူရင်းနဲ့စပြီးတွေ့ကြတယ်ဟုတ်ဝါသနာရှင်ကြီးဆိုတော့လေတိတ်ပြီးတော့ဒါလေးကရှားပါတဲ့ဝါသနာရှင်ကြီးနည်းအဲ့တော့တွေ့တဲ့အခါကျတော့အရန်ကိုဝန်တာပါဆိုလူငယ်တယောက်အဖက်ဖက်ကတော်တယ်ကျိုးလဲကျိုးစားတယ်အဲ့တော့ ပီတိဖြစ်တယ်ဘာမလို့လို့ဆိုတော့ဒီဒီညာကတိုးတက်လာပြီဆိုတော့ဝင်းတာရတာပေါ့နော်အဲပေပါကွေးလေးပညာရဲ့ကိုပေါ့နော်အခုနောက်ပိုင်းမှာပို့ပြီးတော့စိတ်ဝင်စားပြီးတော့သဘောကျလာကြတော့ကျွန်တော်တို့လည်းအရန်ဝမ်းသာရတာပေါ့နော်ဟုတ်ကျေးဇူးလေးတင်ပါတယ်ဟုတ်